ဟယ်လိုမင်္ဂလာပါ channel လေးနေပြီးတော့ကျဆွလိုက်ပါတယ်ဒီ video မှာတော့လဲလဲကောက်ရောက်မယ်ကြောင်ညာလဲအရှိတလောလုံးဝကိုမတက်တဲ့သုံးလုံးကောင်းတဲ့ VPN လေးရရှာနေလဲဆိုလို့ရှိရင်ဒီ video လေးကဝိစိတို့အတွက်ဖြစ်ပါလိမ့်မယ်အဲဆိုတော့ video လေးကိုမစတက်ခင်ကျွန်တော်ရဲ့ channel လေးကိုမစတို့အခုမှတည်တယ်ဆိုလို့ရှိရင် search bar မှာ LMK တက်ရှင်းလင်းဆိုရဲရှာပြီးတော့ကျွန်တော်ရဲ့ကျွန်တော်ရဲ့ channel လေးကို subscribe လေးတရားတစ်ချက်နှိပ်ပြီးတော့ကျွန်တော်တောက်ဆိုပါတယ် အဲ့တော့ဗီဒီယိုလေးကိုဆက်လိုက်မှာပေါ့နော်အဲ့ဒါတော့ Play Store ကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဟိုဘာမှာပေါ့နော် UFO VPN လေးကိုရှာပြီးလို့ဒီလိုအောက်မှာဒီလို logo လေးနဲ့တွေ့လို့ရှိရင်အဲ့ VPN လေးကိုမဆွတော့ download ဆက်ရမှာဖြစ်ပါတယ်တကယ်မှာတော့ကျွန်တော်တို့ download ဆက်ပြီးဖြစ်လို့ဒီကနေပြီးတော့ကျွန်တော် open ကိုတခါနှိပ်ပြီးတော့ download ဖွင့်လိုက်မှာဖြစ်ပါတယ်ပေါ့နော်တော့မိတ်ဆွေတို့ကချိန်မယ်ဆိုလို့ရှိရင်ဘာမှနှိမ့်ချင်မလို့ဒီဟာလေးတစ်ချက်နှိမ့်လိုက်လဲဆိုလို့ရှိရင်ပြင်မြန်ပြီးတော့ နိုင်ကောက်တဲ့ VPN လေးကိုမဆက်တိုးရရပြပါမယ်အဲဒါကျကျွန်တော်တစ်ချက်နှိပြမယ်ပေါ့နော်အဲတော့ဒီလိုပုံစံလေးဖြစ်ပြီဆိုလို့ရှိရင်ဒီလိုပုံစံလေးဖြစ်ပြီဆိုလို့ရှိရင် VPN လေးကအခြေတော်ကြီးပေါ့နော်အဲဒါကျတော့ဒီ VPN လေးကအဆင်ပြေလားဆိုတာလေးကိုကျွန်တော် Facebook Facebook ထဲဝင်ပြီးတော့တစ်ချက်စမ်းပြမယ်ပေါ့နော် Facebook ထဲရောက်ပြီဆိုလို့ရှိရင်ဒီမှာတော့ကျွန်တော်ရဲ့ Facebook page ပေါ့နော် Facebook ကအပိနေတဲ့မွတ်စမြရှိလို့ရှိရင်ကျွန်တော်ရဲ့ Facebook page လေးကိုလက်အစလေးလုပ်တော့ပြလို့ရတယ်ပေါ့နော် အဲ့တော့ကျွန်တော်တော့ဒီနေရာမှာ line ကောက်လားမကောက်လားဆိုတာလေးကိုတစ်ချက်ပြောမယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုလေးတပုတ်ပေါ့နော်ကျွန်တော်တော့ဒီနေရာလေးမှာဆိုင်းပြဖြစ်ပါတယ်အဲ့ဆိုတော့ကျွန်တော်ဒီမှာပေါ့နော် line ကောက်လားမကောက်လားဆိုတာလေးကိုကျွန်တော်ဒီဘောင်တစ်ချက်ဆွဲတစ်ချက်ဆွဲပြီးတော့အော်ကျွန်တော် honking နဲ့အပြင်ထွက်ပြီးတော့အပြင်ထွက်ရင်လည်းကြောက်ရပေါ့နော်အဲ့ဆိုတော့ဒီ software လေးကပမာဏကတော့ဒီမှာစာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဆိုတော့ကျွန်တော်ဒီမှာပေါ့နော် ဗီဒီယိုကိုအလန်တီလည်းဆက်ပြရပါတော့နောက်တစ်လည်းဆက်ပြရအဲဆိုတော့ line ကောင်းတယ်ဆိုတာလေးကိုတက်တက်ပြရပါတော့အဲဆိုတော့ message တို့ line ကောင်းတယ်ဆိုတာလေးကိုကျွန်တော်တက်တက်ပြပြီးဆိုတော့ဒီနေရာမှာပေါ့နော် UFO VPN လေးကိုဘယ်လိုပြန်ပေးရမလဲဆိုတာလေးကို message တို့ပြောပြအောင်ဖြစ်ပါတယ်အဲဆိုတော့ဒီဗီဒီယိုဒီအခုနောက်ဟာလေးကိုပဲ message တို့တစ်ချက်နှိမ့်လိုက်တယ်ဆိုရင်ဖြင့် VPN လေးကဒီမှာတစ်ခါပြေးသွားတာဖြစ်ပါတယ်ကြံကြံတို့လိုမျိုးပေါ့နော်ဟို ADA တွေအကြောင်းကြီးကြည့်ရမလို့ဖွင့်လို့ရှိရင်လည်း အဲကျောင်းရတယ်အကြိုက်ကြည့်ကြမလို့ပေါ့နော်ဖွင့်လဲပြလဲလို့လို့ရတယ်ပေါ့နော်ဒီမှာကျွန်တော်ဖွင့်မှာဆိုလို့ရှိရင်တစ်ချက်နှိမ့်မယ်ဒီလိုပုံစံလေးပြလို့ရှိရင်ကျွန်တော် VPN လေးချိန်သွားပြီပေါ့နော် VPN လေးအပေါ်မှာချိန်သွားပြီဒီမှာ VPN လေးချိန်သွားပြီပေါ့နော် VPN လေးချိန်သွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီနေရာလေးမှာတော့ကျွန်တော်ဒီနေရာလေးမှာဒီနေရာလေးဝက်တစ်ချက်နှိမ့်မယ်ဆိုလို့ရှိရင် VPN ပြန်ပြသွားပြီဖြစ်ပါတယ်အဲဒါဆိုတော့ဒုတိယ VPN လေးကတော့ဘာဖြစ်မလဲဆိုတာလေးကိုကျွန်တော်တို့ Play Store ကိုသွားပြီးတော့အချက်ရှာကြည့်မယ်ပေါ့နော်အော် Play Store ကိုရောက်လို့ရှိရင်မိတ်ဆွေတို့ကဒီနေရာမှာ ဒုတိယ VPN လေးကတော့ speeder ဆိုတဲ့ nominee လေးနဲ့ပေါ့နော်ဒီတော့ logo လေးကိုတွေ့ပြီဆိုလို့ရှိရင် message တော့ဒီ VPN လေးကို download ဆွဲရမှာဖြစ်ပါတယ်ဒီ blog ဒီကနေပြီးတော့ open တခါနှိမ့်လိုက်မယ်ပေါ့နော်အဲ့တော့ဒီ VPN လေးကလည်းဒီလိုစောင့်ဝင်လာတဲ့ဒီလိုပုံစံလေးပေါ်တယ်ပေါ့နော် message တော့ဒီနေရာလေးမှာ server ရွေးချိန်လို့ရှိရင်ဒီနေရာနေပြီးတော့ပြီးလို့ရပြီပေါ့နော်ဒီမှာ server တွေ free server တွေအများကြီးရှိတယ်ပေါ့နော်ဒီနေရာလေးမှာနိုင်ငံလေးအများကြီးပိတ်ထားပါတယ်အဲ့တော့ server တွေအများကြီးရှိတယ်ဒီမှာမပါတာတော့ ပါမပါလဲဆိုတော့ကျွန်တော်တို့စကပ်ပေါ်ရှိရပါတော့ကျွန်တော်ဒီ BBM မှာတော့ဂျပန်တော့မပါဘူးပေါ့နော်ကျွန်တော်တို့ဂျပန် TikTok ကဖွင့်မှာဆိုလို့ရှိရင်တော့ဒီ BBM ကိုသုံးလို့အဆင်မပြေဘူးပေါ့နော်ဒါဗီဒီယိုနောက်မှာလည်းဂျပန် BBM ဂျပန် TikTok ကဖွင့်လို့ရတဲ့ BBM လေးတစ်ခုကိုကျွန်တော်အဲ့ဒီမှာပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာ server ကိုမရွေးချင်လို့ရှိရင်လည်းသူကတော့ auto ရွေးပေးတဲ့ server ရှိရပေါ့နော် အဲဒီတော့ကျွန်တော်တို့ဒီ VPN လေးကိုကျွန်တော်ချိန်မဲ့ဆိုလို့ရှိရင်ဒီမှာ cloud လေးကိုနှိပ်ရမှာဖြစ်ပါတယ်။အဲ cloud လေးကိုနှိပ်လိုက်မယ်။ဒီမှာခဏလေးပဲကြာရပေါ့နော်ကျွန်တော်တို့ ADL လည်းကြည့်စီရမလို့ကြောင်ကြောင်လည်းကြည့်စီရမလို့ပေါ့နော်ဒီမှာတန်းချိတ်သွားပြီဖြစ်ပါတယ်။အဲတော့ဒီ VPN လေးကလည်းခုနော VPN လေးလိုပဲ line ကောင်းတယ်ပေါ့နော်။ကျွန်တော် line ကိုတော့ Facebook ထဲဝင်ပြီးတော့အစစ်ပြတော့ဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့အချိန်အရင်ကြာသွားမှာဖြစ်တဲ့အတွက်ကျွန်တော်မပြတော့ပါဘူး။ အဲ့တော့ TPPN လေးကလည်းမိတ်ဆွေတို့ပြိမ့်မယ်ဆိုလို့ရှိရင်ဒီမှာပေါ့နော်ခုနကကျွန်တော်တို့ချိန်ထားတဲ့ဟာလေးကိုပဲကျွန်တော်တို့ဒီမှာပြန်နှိပ်ပေးရမှာဖြစ်ပါတယ်။အဲ့တော့ TPPN လေးကလည်းကြောင်ညာ ADD မရှိတဲ့လောက်ကိုကောင်းရယ်ပေါ့နော်ကျွန်တော်တို့ VIP ဝယ်ထားတဲ့ VPN VIP ဝယ်ထားတဲ့လိုမျိုးပဲကျွန်တော်တို့တုံးလို့ရတယ်နိုင်တဲ့အရင်ကောင်းတယ်။အဲ့တော့ကျွန်တော်တတိယ VPN လေးကိုမိတ်ဆွေတို့ပြောပြမှာဖြစ်ပါတယ်။တတိယ VPN လေးကတော့ဒီမှာဆက်လက်မင်းသားကြီး Go VPN Lite ဖြစ်ပါတယ်။ ဲ့တော့ Go VPN လိုက်ကတော့ဒီလို logo လေးနဲ့ဖြစ်ပါတယ်ပေါ့နော်အဲ့ဆိုတော့ Go VPN လိုက်လေးကိုကျွန်တော်တို့ကဒေါက်လာဆွဲမှာဖြစ်ပါတယ်မိတ်ဆွေတို့လည်းဒီ VPN လေးကိုဒေါက်လာဆွဲပြီဆိုလို့ရှိရင်ကျွန်တော်နဲ့အတူဒီပါ open လေးကိုတခါနှိပ်ပြီးတော့ပဲပေါ့နော်အဲ့ဆိုတော့ကျွန်တော်တို့ကဒီထဲကိုရောက်လို့ရှိရင်ကျွန်တော်တို့ဘလို့ server တွေရနိုင်မလဲဆိုတာလေးကိုကျွန်တော်တစ်ချက်ကြည့်မှာပေါ့နော်အဲ့ဒီတော့ကျွန်တော်ပြထားတာလေးကိုနှိပ်ပြီးတော့ဒီနေရာလေးမှာပေါ့နော် server တွေအများကြီးရှိတယ် ဆာဗာတွေအများကြီးရှိတယ်ဒါပေမဲ့သူကတော့ဆာဗာကိုရွေးလို့ရတဲ့ဟာမျိုးတော့မတွေ့ဘူးပေါ့နော်ကျွန်တော်ဒီနေရာလေးမှာတော့ VPN ဝင်ခိုင်းဟို VIP ဝင်ခိုင်းတာတွေ့ပါတယ်အဲဒီတော့ကျွန်တော်တို့ကဒီနေရာမှာပေါ့နော်၎င်းတုံးလို့ရမယ့်ဆာဗာကတော့ဒီမှာ United State တခုပဲရှိတယ်ပေါ့နော်ဒါပေမဲ့အဲ့အလေးကိုမတုံးဘဲနဲ့ကျွန်တော်တို့ဒီနေရာလေးမှာပေါ့နော်အပြင်ပြန်ထွက်အပြင်ပြန်ထွက်ပြီးတော့ကျွန်တော်တို့ auto auto ဆာဗာကိုရွေးလို့ရတယ်ပေါ့နော်အဲဒီတော့ဒီလေးအချိန်မှဆိုလို့ရှိရင်ဒီအဝိုင်းလေးကိုလေ့ရမှာဖြစ်ပါတယ် အဲ့တော့ကျွန်တော်တို့ wire လေးကို navy ဆိုလို့ရှိရင်ဒီလိုပေါ်လာလို့ရှိရင်ပြပြကတိုင်းချိတ်တယ်ပေါ့နော်။လိုက်ချိတ်တယ်ဆိုတော့ကျွန်တော်တို့ဒီနေရာလေးမှာ okay ကိုနှိပ်ဝယ်ဆိုလို့ရှိရင်ပြပြလေးကချိတ်သွားပြီဖြစ်ပါတယ်။အဲ့ကျွန်တော်တို့ပြပြလေးကိုဖြုတ်ဝယ်ဆိုလို့ရှိရင်ဒီမှာပေါ့နော်။ကျွန်တော်တို့အပြာရောင် wire လေးကိုနှိပ်ပြီးတော့လှည့်လိုက်မှဆိုလို့ရှိရင်ပြပြလေးကပြုတ်သွားပြီဖြစ်ပါတယ်။ဒီမှာကျွန်တော်တို့အပေါ်မှာလည်း disconnected ဆိုတာလေးတွေ့တယ်ဆိုတော့ပြပြလေးကပြုတ်သွားပြီဖြစ်ပါတယ်။အဲ့ဒီတော့ကျွန်တော်တို့ okay ကိုတစ်ချက်နှိပ်ဝယ်ဆိုလို့ရှိရင်ပြပြလေးကပြုတ်သွားပါပြီ။ အဲ့တော့ကျွန်တော်ဒီဒီပူပင်ကိုလည်းကျွန်တော် Facebook မှာမစမ်းပြတော့ဘူးပေါ့နော်ဗီဒီယိုကအရင်ရှိကောင်းပါဆိုတော့အဲ့တော့နောက်ပူပင်တစ်ခုကတော့နံပါတ်၄ပူပင်တစ်ခုကတော့ဘယ်စလို TikTok Live Japan Region TikTok ကဖွင့်တဲ့သူတွေလည်းအသုံးဝင်မှာပေါ့နော်အဲ့ပူပင်ကတော့ line လည်းအရင်ကောင်းပါလား။ဦးဖြစ်တဲ့ပူပင်လေးကတော့ဒီမှာ dot ပူပင်ဖြစ်တဲ့ပေါ့နော်အဲ့ dot ပူပင်လေးကိုဒီနေရာလေးမှာပေါ့နော် logo လေးနဲ့အဲ့လေးကိုကျွန်တော်တို့ တွေ့ပြီဆိုလို့ရှိရင်ဒီအားလေးကိုတောင်းဖို့အတွက်ကျွန်တော်တို့တွေ့ပြီဆိုလို့ရှိရင်တောက်ပြပြန်လေးကိုတွေ့ပြီဆိုလို့ရှိရင်မက်ဆေ့ချ်တော့ဒီမှာ download ဆွဲပြီးတော့ကျွန်တော်တို့ open နေပြီးတော့အချက်နေပဲပေါ့နော်အဲ့တော့ VPN အထက်ကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ server လည်းရေးလို့ရတယ်ပေါ့နော်ဒီနေရာမှာက server ရေးမယ်ဆိုလို့ရှိရင်မက်ဆေ့ချ်ကဒီမှာအောက်မှာရှိတယ်ပေါ့နော်ကျွန်တော်တို့အောက်မှာ server ရေးတဲ့နေရာလေးရှိတယ်အဲ့ဒါလေးကိုသိပြီးတော့ဒီနေရာလေးမှာပေါ့နော် server အများရှိရဲကျွန်တော် အဲ့ဒီမှာကျွန်တော်တို့ကဂျပန်လူချင်း TikTok ကဖွင့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာဂျပန်ဆိုတာလေးကိုရွေးဈေးပြီးတော့ဒီနေရာလေးမှာပေါ့နော်ကျွန်တော်တို့ဂျပန်ဆိုတာလေးရွေးပြီးလို့ရှိရင်ဒီမှာကျွန်တော် area ကိုချိန်ထားတဲ့အတွက်ဂျပန်လူဂျပန်လေးကိုရွေးပြီးလို့ရှိရင်ကျွန်တော်တို့ကဒီနေရာလေးမှာပေါ့နော်အပေါ်ကကျွန်တော်ပြတဲ့နေရာလေးကိုလှည့်ရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီနေရာလေးမှာ auto connect ဆိုတာလေးဟာလေးကိုကျွန်တော်တို့ indio glow နှိပ်ပြီးတော့ကျွန်တော်တို့ VPN လေးကိုချိန်ရမှာဖြစ်ပါတယ် ။အဲ့တော့ပြပြန်လေးကိုကျွန်တော်တို့ချိန်နေပြီဆိုရင်တော့ဒီမှာ comfort ဆိုတာလေးနဲ့ကြရမှာဖြစ်ပါတယ်။အဲ့တော့ပြပြန်လေးကဒီလိုပုံစံလေးဖြစ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ပြပြန်လေးကိုပြပြန်လေးချိန်သွားပြီဖြစ်ပါတယ်။အဲ့ဆိုဒီ dot ပြပြန်ကတော့ဂျပန် TikTok ကဖွင့်လို့ရတယ်လို့ကျွန်တော်ပြောထားတဲ့အတွက်ဒီမှာကျွန်တော် browser ထဲဝင်ပြီးတော့ဒီမှာ TikTok ဆင်းအောင်ဆိုတာလေးကိုတစ်ချက်နှိပ်မယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့ဒီနေရာလေးမှာဆင်းအောက်ကိုတွေးပြီဆိုလို့ရှိရင်ကျွန်တော်ဆင်းအောက်ကိုနှိပ်ပြီးတော့ကျွန်တော်တက်တော့လည်းရောက်သွားမယ်ပေါ့နော်အဲ့တော့ ဒီလိုပုံစံလေးပေါ့နော်ကျွန်တော်တို့ဂျပန်လူကြီး TikTok ကောက်ရရတဲ့ပြပြင်ချိလိုက်ပြီဆိုလို့ရှိရင်ဒီလိုဟာမျိုးလေးတခုပို့လာပဲပေါ့နော်အဲဆိုတော့ကျွန်တော်တို့ကဒီမှာ TikTok ကောက်ဖွဲ့ဖို့အတွက်ကျွန်တော်ခုနပါတွေပါတွေကိုကျွန်တော်တို့ရွေးရမှာဖြစ်ပါတယ်အဲတော့ကျွန်တော်ကတော့ဖွဲ့ပြတာပြတဲ့အတွက်အဆင်ပြေသလိုမျိုးလေးပဲကျွန်တော်မိုးနေကိုထပ်ပြီးသွားမှာပေါ့နော်အဲဆိုတော့ဂျပန်လူကြီး TikTok ကောက်ဖွဲ့တာပြတဲ့အတွက်ကျွန်တော်တို့ဒီနေရာလေးမှာပေါ့နော်ဂျပန် ဟုတ်နပါရီကိုကျွန်တော်တို့ထက်ခိုင်းတယ်ပေါ့နော်အဲဆိုတော့ဂျပန်လိချင်း TikTok ကောက်ဖွင့်လို့ရတဲ့ပွေပြင်းဆိုတော့တေချာကြီးပေါ့နော်အဲဆိုတော့ကျွန်တော်တို့အပြင်ပြန်ထွက်မယ်အပြင်ပြန်ထွက်ပြီးတော့ကျွန်တော်တို့ခုနတော့ပွေပြင်းတဲ့ကိုတစ်ချက်ပြန်ဝင်မှာပေါ့နော်အဲလေးကိုမစ်စတို့မတုံးချင်တော့ဘူးဆိုလို့ရှိရင်ကျွန်တော်ပွေပြင်းကိုဖြုတ်ဖို့အတွက်ကျွန်တော်ဒီနေရာလေးမှာ test connector ဆိုတဲ့အနီရောက်ကလို့ကိုပြန်နှိပ်ပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီအလေးကိုနှိမ့်လိုက်ပြီဆိုလို့ရှိရင်လည်းကျွန်တော်တို့ဘယ်လိုပြောရမလဲဆိုတော့ကျွန်တော်တို့ချင်ချန်တို့လိုမျိုးကျွန်တော်တို့ဖြုတ်လိုက်လို့ရှိရင် ဟို ADR ကြောင်ညာတွေကြီးစရာမလိုဘဲနဲ့တက်ပြုတ်သွားတယ်ပေါ့နော်အဲဆိုတော့ VPN လေးတွေကိုကျွန်တော်ထပ်ပြပြမှာပေါ့နော်ကျွန်တော်ပထမဦးဆုံးပြောတဲ့ VPN ကတော့ဒီမှာ UFO VPN ဖြစ်ပါတယ်ဒုတိယပြပြတဲ့ VPN ကတော့ Spitor ဆိုတဲ့ VPN ဖြစ်ပါတယ်တတိယ VPN ကတော့ Go VPN Lite ဆိုတဲ့ VPN ဖြစ်ပါတယ်ပေါ့နော် logo လေးနဲ့ကျွန်တော်တခါပြပြပေးသွားတယ်အဲဆိုတော့ကျွန်တော်နံပါတ်၄ VPN ကတော့ Top VPN ဖြစ်ပါတယ်အဲဆိုတော့ DVD ရောတော့ မသိတဲ့သူတွေကိုဝင်မြောက်ပေးတာဖြစ်တဲ့အတွက်တိပိတိပိသားသူတွေဆိုလို့ရှိရင်လည်း channel video လေးကိုကြော်တော့လို့ရပါတယ်အားလုံးကျေးဇူးနဲ့ပါတယ်မင်္ဂလာရှိသောနေ့ရက်လေးကိုပတ်စံနေကြပါစေဘိုင်ဘိုင်